ခொနရတတမီအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ခொနရတတမီရဲ့အတွက်ပေါ့နော်2025ခုနှစ်12လပိုင်းမှာပေါ့နော်ဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိရအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်အဖမင်းတိန်ခါရဲ့ဒါတော့ပေးတယ်ဟောနေ့အတိုင်းကိုဒါတော့ပေးတယ်ဟောကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော်လက္ခဏာမင်းမဲ့ဆိုလို့ရှိရင်စောစောဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မင်းမြန်လို့ရှားပါတယ် လက္ခဏာနဲ့စာတာပူတွဲဆစ်ဆဲလို့ရပါတယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့တနင်္ခနွေသာသမိရဲ့အတွက်ကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်တနင်္ခနွေသာသမိပါလို့ရှိရင် comment လေးတွေမှန်ပေးသွားကြပါဦးပေါ့နော်ကြတော့ပေါ့2025ခုနှစ်ပေါ့နော်17လပိုင်းထဲမှာ တနင်္ဂနွေတာသမီအနေနဲ့ပေါ့နော်ဘာတွေကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်တနင်္ဂနွေတာသမီအနေနဲ့ကျွန်တော်ဆန္ဒလာပိုင်းထဲမှာအပြောင်းအရွှေ့တွေကောင်းတယ်အလုံးပြောင်းတာပဲဖြစ်ဖြစ်အိမ်ပြောင်းတာပဲဖြစ်ဖြစ်နေရာပြောင်းတာပဲဖြစ်ဖြစ်ဒါမျိုးတွေပြောင်းပြောင်းရင်ကောင်းတယ်ပေါ့နော်ရှင်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ် ဝန်တန်းနေဆိုလို့ရှိရင်ယာတူတကိန်းနေရှိရပေါ့နော်လက်ရွှေကိန်းနေရှိရပေါ့နော်နောက်ပြကြလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဝေကုံနာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်သူတစ်ပါးကိုငွေဆိုင်၍ငွေလျော်ရတတ်တယ်ပေါ့နော်အကျိုးပေးကဏ္ဍကတော့ကျွန်တော်တို့30ပဲ ဖြစ်ပါတယ်ပေါ့နော် တန်တန်းလာသာသမီအတွက်ပေါ့ဖတ်ကြားပေးမှာပဲဖြစ်ပါတယ်တန်တန်းလာသာသမီအနေနဲ့ပေါ့နော်2025ခုနှစ်12လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်သလဲဆိုတာကိုသိရအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်အပမင်းတိုင်ခါရဲ့ဒါတော့ပေးတဲ့ဟောနေ့အတိုင်းကိုဒါတော့ပေးတဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော်လက္ခဏာမေးမယ်ဆိုတော့ရှင်သတော်ဆိုရက် Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါရစေ။ လက္ခဏာနဲ့စာတာပူတွဲစစ်ဆေးလို့ရပါတယ်ပေါ့နော်တနင်္လာသတ္တမီရဲ့အနေနဲ့ပေါ့နော်ကြာတော့2025ခုနှစ်12လပိုင်းထဲမှာပါရီကြုံတွေ့လာရနိုင်တယ်လဲဆိုတာလေးကိုသိအောင်လို့ပေါ့တနင်္လာသတ္တမီအနေနဲ့အိမ်ကိစ္စပြဿနာလေးကြုံလာတတ်တယ် အိမ်နဲ့ပတ်သက်ပြီးပေါ့နော်စိတ်ညစ်ရတာမျိုးစိတ်ပူပန်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်။ငွေဝင်တော်လဲပဲပေါ့ငွေမမြဲတာမျိုးပေါ့ကုန်းစရာတွေပေါ်လာတာမျိုးပေါ့နော်ဝင်ငွေနဲ့ထွက်ငွေတွေမမျှတာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်လောင်ကစားလို့သူဆိုလို့ရှိရင်လောင်ကစားနဲ့ပတ်သက်ရင်အကျိုးမပေးဘူးအရှုံးတွေနဲ့ရှင်ဆိုင်ရတတ်တယ် ေါ့နော်ကျတော့12လပိုင်းထဲမှာပေါ့နော်မီးနဲ့ပတ်သက်ပြီးတော့လဲကျတော့စိတ်မပြေဖြစ်တာမျိုးတွေစိတ်ညစ်ရတာမျိုးတွေစိတ်ဒေါခရောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်မီးလန်းတာမျိုးတွေပေါ့မီးလောင်တာမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့လိုမျိုးလေးတွေဖြစ်လာလို့ရှိရပေါ့နော်ကျတော့အဝိဟောင်းတစ်ချက်ကိုစွန့်ပစ်လိုက်ပါပြီးရထီထိုးပါ ကျွန်တော်ထီထိုးတဲ့အခါမှာလဲဆယ်ပုံတစ်ပုံကိုလှူမယ်လို့ပြောပြီးတော့ထီထိုးတာမျိုးတွေထီကန်ဆန်းတာမျိုးတွေကျွန်တော်တို့ပြုလုပ်ပါပေါ့နော်အကျိုးပေးကထာကတော့ကျွန်တော်တို့78 78ပဲဖြစ်ပါတယ်တာသမီတွေရှိလို့ရှင်လဲတာသမီနဲ့ပတ်သက်ရင်စိတ်မအေးချမ်းတာမျိုးတွေစိတ်ပူပန်ရတာမျိုးတွေပေါ့စိတ်တော်ကရောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်တာသမီတွေရဲ့ဒုက္ခဘေးမှုတွေပေါ့နော်ဒါမျိုးတွေလဲ ခံရတတ်တယ်ပေါ့နော်အင်္ဂါသတ္တမိအတွက်ကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အင်္ဂါသတ္တမိရဲ့ပါလို့ရှိရင် comment လေးတွေအမှတ်ပေးသွားကြပါဦးပေါ့နော်အင်္ဂါသတ္တမိအနေနဲ့2025ခုနှစ်12လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကို သိရအောင်လို့တာရော့ကကြည့်ပေးမှာပဲဖြစ်ပါတယ် about mental care ရဲ့တာရော့ပေးတဲ့ဟောနေ့အတိုင်းကိုတာရော့ပေးတဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ် လက္ခဏာမေးမယ်ဆိုလို့ရှိရင်စစဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါတယ်။လက္ခဏာနဲ့စာတာဘူးတွဲစစ်ဆေးလို့ရပါတယ်ပေါ့နော်။အင်္ဂါတတမင်းအနေနဲ့ပေါ့နော်။ကျတော့2025ခုနှစ်17လပိုင်းနဲ့ပါပေါ့နော်။နိုင်ငံခြားနဲ့ပတ်သက်ရင်ကျွန်တော်အဆင်ပြေတာမျိုးတွေ၊ကံကောင်းတာမျိုးတွေ တရင်စကားကောင်းနေကြားရတာမျိုးတွေတရင်ကောင်းနေကြားရတာမျိုးတွေကြောင့်တွေ့ရလိမ့်မယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အလောက်အကိုင်းတွေမှာစင်ပြေတာမျိုးတွေကြောင့်တွေ့ရလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြားတော့ပေါ့နော်အင်္ဂါသတ္တမီးအနေနဲ့တစ်ခုတော့သိထားစေချင်တယ်ဆွဆွဲခံရတာမျိုးတွေပေါ့နော်အပုတ်ချပြောဆိုခံရတာမျိုးတွေပေါ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်မိကုံတိတ်ခါကြားစရာပြောဆိုတာမျိုးတွေဒါမျိုးတွေ ဖြစ်တတ်တယ်ပေါ့နော်ငွေချေအစုလိုက်အပြုံလိုက်ဝလာခိုင်းနေရှိတယ်ပေါ့နော်ငွေဝလာတာမျိုးတွေလက်လက်ပတ်ပွက်လာတာမျိုးတွေပေါ့ထေပေါက်တလုံးမျိုးငွေဝလာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရခိုင်းရှိတယ်ပေါ့နော်ကျွန်တော်တို့ပေါ့တူလောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လုံနေတဲ့သူတွေရှိလို့ရှိရင်တူလောင် ပစ္စည်းနဲ့ပတ်သက်ပြီးတော့အမျက်ထားမျိုးအမျက်ထားမျိုးတွေပေါ့နော်အကျိုးအမျက်တွေခံစားရတာမျိုးတွေပေါ့ဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်မိမိကိုယ်ကိုယ်ရဲ့အနတ်တွေရှိလို့ရှိရင်အဲ့ဒီကိုယ်ကိုယ်နေတဲ့နတ်တွေရဲ့မာစာမှုတွေစောင်းရှောက်ကြည့်ရှုမှုတွေပေါ့နော် ဖေးမမှုတွေဒါမျိုးတွေကိုရှားရှိလိမ့်မယ်ပေါ့နော်ဆိုရနဲ့ပတ်သက်တဲ့လုံနေရသူတွေပါလို့ရှိရပေါ့နော်ကျတော့ဆိုရရဲ့တိမှတ်ပြုခြင်းခံရမျိုးတွေပေါ့ ဂုံပြုကြီးမြတ်ခံရတာမျိုးတွေပေါ့နော်ဘွယ်လူခုံတူးတွေရရှိရာမျိုးတွေပေါ့နော်လက်လက်ပတ်ရှင်လန်းတာမျိုးတွေတာမျိုးတွေကြုံတွေ့ရလိမ့်မယ်ပေါ့နော်ဗုဒ္ဓသာသမိတို့ဘာကြပြင်မှာပဲဖြစ်ပါတယ်ဗုဒ္ဓသာသမိပါလို့ရှိရင်ကွန်မန်လေးတွေမှတ်ဖြစ်သွားကြပါဦးပေါ့နော်ဗုဒ္ဓသာသမိအနေနဲ့2025ခုနှစ်12လပိုင်းထဲမှာပါရေကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိရအောင်လို့တာတော့ဖြတ်ကြည့်ပေးမှာပဲဖြစ်ပါတယ် အပမဲ့တင်ခါရဲ့ဒါတော့ပေးတယ်ဟောနေ့အတိုင်းကိုဒါတော့ပေးတယ်ဟောကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော်လက္ခဏာမေးမယ်ဆိုတော့ရှင်ရသသားဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှားပါတယ်လက္ခဏာနဲ့စာတာဘူးတွဲစစ်ဆေးလို့ရှားပါတယ်ပေါ့နော်ဘောဒိုတတ်သမီးအနေနဲ့ကျွန်တော်တို့ပေါ့2025ခုနှစ်ပေါ့နော်ဆက်နလာပိုင်းထဲမှာ မင်္ဂလာဆောင်မှုစီစဉ်ထားတဲ့သူတွေရှိရဲ့မင်္ဂလာပွဲတွေမဖြစ်တာမဖြစ်မြောက်တာမျိုးတွေအဖြစ်အနောက်တွေရရှိရတာမျိုးတွေပေါ့မင်္ဂလာပွဲပြတ်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ရင်စိတ်ဒုက္ခရောက်တာမျိုးတွေစိတ်မပြေတာမျိုးတွေအခက်အခဲလေးတွေကြုံတွေ့ရတာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရတတ်တယ်။ အလောက်မှာပေါ့နော်ကျောင်းဒီပြောမှာဆိုလို့ရှိရင်အလောက်ကိုညင်းငွေတာမျိုး အလောက်ကိုစိတ်ကုန်တာမျိုးပေါ့နော် အလောက်မလောက်ချင်တော့တာမျိုးအလောက်ထွက်ချင်တာမျိုးပေါ့ဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့လုပ်နေတဲ့သူရဲ့ရှိရင်တော့ကောင်းတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ငွေဝင်လာတတ်တယ်နာမည်ကောင်းတဲ့ရရှိတတ်တယ်ပေါ့နော်နာမည်ကောင်းတဲ့ရင်ကြော်စောတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ် ောနော်ဒီကာလတွေမှာပေါ့အိမ်ချမ်းမြေနဲ့ပတ်သက်ရဲ့အလွန်စွာကြိုးပေးတယ်အိမ်ချမ်းမြေတွေပိုင်ဆိုင်ရတာမျိုးတွေအိမ်ချမ်းမြေတွေဝယ်ရတာမျိုးတွေအိမ်ချမ်းမြေတွေအမွေအရာရှိရာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်ချစ်သူရည်စားတွေရှိတော့ရှိရပေါ့နော်အဲ့ဒီချစ်သူရည်စားတွေမှာတတရားလူပေါ်လာတာမျိုးတွေပေါ့ဒါမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့ ခြေရေးကိုစိတ်ကုံသွားတာမျိုးအငယ်နှောင်းလေးတွေပေါ်လာတာမျိုးဒါမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်ဇာတာပေတတမိရဲ့တော့ဖတ်ကြားပေးမှာဖြစ်ပါတယ်ဇာတာပေတတမိရဲ့ပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါအောင်ပေါ့နော်ဇာတာပေတတမိအနေနဲ့2025ခုနှစ်12လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ် အပမင်းတိန်ခါရဲ့တာတော်ပေရဟောနေအတိုင်းကို တာတော်ပေရဟောကြားပေးမှာပဲဖြစ်ပါတယ်။လက္ခဏာမေးမယ်ဆိုလို့ရှိရင်စစောဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါရယ်။လက္ခဏာနဲ့စာတာပူတွဲစစ်ဆေးလို့ရှာပါရယ်ပေါ့နော်။ကြာတာပရိသတ်သမီးအနေနဲ့ပေါ့နော်။ကျွန်တော်တို့2025ခုနှစ်12လပိုင်းထဲမှာပါရယ်ကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိအောင်လို့ပေါ့နော်။ တာတော့ကကိုကြည့်ပြမှာပဲဖြစ်ပါတယ်။စက်တူလုပ်ငန်းလုပ်နေရသူရဲ့ရှိတော့ရှိရဲ့အဲ့ဒီစက်တူလုပ်ငန်းတွေမှာနာမည်ရတာမျိုးတွေငွေကြေးများစွာဝင်လာတာမျိုးတွေပေါ့။ဝင်ငွေကောင်းတာမျိုးတွေတာမျိုးတွေကြုံတွေ့ရလိမ့်မယ်။လုပ်ရှင်တဲ့အလုပ်တွေကိုဒီကာလတွေမှာရဲရဲလုပ်ပါအဲ့ဒီအလုပ်တွေကနေငွေဝယ်လာတာမျိုးတွေကံကောင်းထောင်းမာတာမျိုးတွေ ကျောသားအထောက်မှုတွေကြောင့်ငွေကြေးစုလိုက်ပြောင်းလိုက်ဝန်လာတာမျိုးတွေတာမျိုးတွေကြောင့်တွေ့ရလိမ့်မယ်။ခီးတွေထွက်ရတဲ့ကျတော့ပေါ့နော်ပြည်တွင်းပြည်ပခီးတွေသွားတာမျိုးတွေပေါ့နော်ကြောင့်တွေ့ရတတ်တယ်ပေါ့နော်။ကျတော့စွန့်စားတဲ့ခီးတွေပေါ့နော်လေလာရတဲ့ခီးတွေပေါ့တောင်းတက်ခီးတွေပေါ့တာမျိုးတွေဆိုလို့ရှိရင်လည်းအကျုပ်ပေးတယ်ပေါ့နော်။မမြော်လင်းသောသူတန်ခါနဲ့ငွေဝင်လာတာမျိုးတွေတာမျိုးတွေကြောင့်တွေ့ရလိမ့်မယ်။ ဒီကာလတွေကကျွန်တော်တို့အောင်မြင်မဲ့ကာလတွေဖြစ်တယ်။ဘာကိုပဲလှုပ်လှုပ်ရဲရဲလှုပ်ပါ။ဒီသာပေါက်စင်ပြေလိမ့်မယ်။အောင်မြင်လိမ့်မယ်။ဆွေမျိုးကိုကြောင်ပြူပြီးတော့လင်မယားတွေစိတ်ကောက်ရတတ်တယ်။ဆွေမျိုးကိုကြောင်ပြူပြီးတော့အိမ်တော်ရေးတွေမတားမရဖြစ်တာမျိုးတွေအစမပြေဖြစ်တာမျိုးတွေပေါ့နော်။အိမ်တော်ရေးမှာအညံ့နေဖြစ်သွားတာမျိုးတွေကြောင်တွေ့ရတတ်တယ်ပေါ့နော်။ တောက်ကြသတ္တမိအတွက်ကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။တောက်ကြသတ္တမိပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော်။တောက်ကြသတ္တမိအနေနဲ့ပေါ့2025ခုနှစ်12လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်။အဘမင်းသင်္ခါရဲ့တာတော်ပေတဲ့ဟောနေ့အတိုင်းကိုတာတော်ပေတဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော် လက္ခဏာမေးမယ်ဆိုရင်တော့ဆတောင်းဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်။လက္ခဏာနဲ့စာတာပူတွဲစစ်ဆေးလို့ရပါတယ်ပေါ့နော်။တောက်ကြတာသမီးရဲ့အနေနဲ့ပေါ့နော်။ကျွန်တော်2025ခုနှစ်ဆက်နလာပိုင်းနဲ့မှာပေါ့နော်။ပါရယ်ကြုံတွေ့လာရနိုင်တယ်လေဆိုတာကိုသိအောင်လို့တာတော့ကတ်ကြည့်ပေးပါမယ်။ကျွန်တော်ပေါ့။ရောက်ကြလေရပေါ့။မိန်းမလေရပေါ့။ ရမဆန္ဒပါနော်အဲ့လိုလိုမျိုးတွေအိမ်သားမှာရှိတော့ရှိရဲ့မိမိအိမ်ကိုပါနော်လဲလာတာပဲဖြစ်ဖြစ်ပေါ့ညာအိတ်လက္ခဏာပဲဖြစ်ဖြစ်ပေါ့ဒါမျိုးလေးတွေကိုရှောင်ကျင်စေခြင်းနဲ့ဘာဖြစ်လဲဆိုတော့လက်တိတ်စေတတ်တယ်ပေါ့နော်ကြာတော့ပေါ့ဒီကာလတွေမှာပေါ့နော်ခီးတွေထွက်ရတာမျိုးပေါ့မိမိရဲ့အိမ်ကိုပေါ့နော်ဧည့်သည်ရောက်လာတာမျိုးပေါ့ဒါမျိုးတွေကြုံတွေ့ရတတ်တယ် မိမိရဲ့အိမ်မှာဧည့်သည်ရောက်လာလို့ရှိရင်လည်းအဲ့ဒီဧည့်သည်အတွက်စိတ်ညစ်ရတာမျိုးတွေပေါ့စိတ်မပြေဖြစ်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်။အိမ်ောင်ရေးတွေစိတ်မပြေဖြစ်တတ်တယ်ပေါ့နော်။အိမ်ောင်ရေးတွေမှာအညံ့ကြုံရတဲ့ကာလတွေဖြစ်သွားတတ်တယ်ပေါ့နော်။အလောက်ကိုင်းနေကနေကျွန်တော်ဝင်ငွေကောင်းတာမျိုးတွေလာစားတိုးတာမျိုးတွေရှားတိုးတာမျိုးတွေအလောက်ကိုင်းတိုးတက်တာမျိုးတွေပေါ့နော်။ဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်။ကျွန်တော်ပေါ့ ဒီကာလတွေမှာလည်းခေးသွားမယ်ဆိုတော့ရှင်ခေးကန်နေလည်းကောင်းတယ်ဗျအဲ့ဒီခေးတွေကနေပေါ့ကန်ပွက်လက်ပွက်နာမျိုးတွေငွေဝင်လာတာမျိုးတွေပေါ့နော်အလောက်ကိုင်းနေဆင်ပြေသွားတာမျိုးတွေငွေချစ်အလုံးရင်းနဲ့ဝင်လာတာမျိုးတွေတောင်မျိုးတွေကြုံတွေ့ရလိမ့်မယ်ပေါ့နော်စနေသားသမီးတို့ဖတ်ကြပေးမှာဖြစ်ပါတယ်စနေသားသမီးပါပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော်စနေသားသမီးအနေနဲ့ပေါ့ 2025ခုနှစ်12လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကို သိအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်။အဘမင်းသိန်ခါရဲ့ဒါတော့ပေးတယ်ဟောနေ့အတိုင်းကိုဒါတော့ပေးတယ်ဟောကြားပေးမှာပဲဖြစ်ပါတယ်။လက္ခဏာမေးမယ်ဆိုတော့ရှင်စောစောဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှားပါတယ်။လက္ခဏာနဲ့စာတာပူတွဲစစ်ဆေးလို့ရှားပါတယ်ပေါ့နော်။ စနေသားသမီးရဲ့အနေနဲ့ပေါ့နော်ကျတော့2025ခုနှစ်12လပိုင်းနဲ့မှာပေါ့နော်ကျတော့ကားရင်တို့နဲ့ပတ်သက်ရင်အကျိုးပေးတယ်ဗျရင်ကားနဲ့ပတ်သက်ရင်အကျိုးပေးတာမျိုးတွေပေါ့နော်ရင်ကားဝယ်မယ်ဆိုလို့ရှိရင်အကျိုးပေးတာမျိုးတွေဒါမျိုးတွေကြောင့်တွေ့ရလိမ့်မယ်ငွေကြေးပေါ်တော့ကျွန်တော်တို့အစိုးလိုက်အပြုံလိုက်ဝင်လာတတ်တယ် ငွေကြေးကံကောင်းတာမျိုးတွေပေါ့နော်မမျော်လင့်ပဲနဲ့ငွေဝင်လာတာမျိုးတွေပေါ့နော်ငွေကြေးကျွန်တော်တို့ဒီလက်လက်ပတ်ပွင့်လန်းတာမျိုးတွေပေါ့ဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်ကျွန်တော်တို့ပေါ့နော်ဒီတမီးလေးတွေရှိရတော့သတိထားသိကျင်တယ်တမီးလေးတွေအိမ်ကနေထွက်သွားတာမျိုးအိမ်ကနေပျောက်သွားတာမျိုးပေါ့နော်ဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်အိမ်ကနေစိတ်ကောက်ပြီးတော့ပေါ့နော် ထွက်သွားတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်ကျွန်တော်တို့ပေါ့ဒီကာလတွေမှာပေါ့နော်အိမ်ပြင်တာပဲဖြစ်ဖြစ်အိမ်ဆောက်တာပဲဖြစ်ဖြစ်ပေါ့နော်အကျိုးပေးတယ်အိမ်ပြင်အိမ်ဆောက်ပြုလို့ရတတ်တယ်အိမ်ပြင်အိမ်ဆောက်ပြုလို့မယ်ဆိုလို့ရှိရင်လည်းအကျိုးပေးတယ်ကာလတွေဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကာလတွေမှာပေါ့နော်ငွေချင်းနဲ့ပတ်သက်ရင် ငွေကြေးဝင်လာတာမျိုးတွေပေါ့နော်ဝင်ငွေတိုးတာမျိုးတွေပေါ့ယာဓုဝန်တန်းနေဆိုလို့ရှိရင်လည်းယာဓုတိုးတာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်စက်ပစ္စည်းနဲ့ပတ်သက်ရင်ဒေတာစက်ပစ္စည်းတွေပြတ်တက်တယ်စက်ပစ္စည်းတွေထွက်တက်တယ်ပေါ့နော်အကျိုးပေးကဏ္ဍကတော့14ပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ပါပါဗျာအခုရမြေတေကချန်နယ်ကနေ ချက်တွေအားဆိုရင်ဒီဟောမြတ်ကိုပူဇော်ပြီးပြဆက်ဖို့ကျွန်တော်တို့ရည်ရွယ်ချက်တွေပါ။ဒါကြောင့်ကျွန်တော်ရဲ့ channel ဒီမှာ